ားလုံးပဲမင်္ဂလာပါချင်းရေဒီယိုအစီအစဉ်ကနေပြန်လည်ချုပ်ဆိုလိုက်ပါတယ်ဒီကနေ့အတွက်ခုံနုံတုံချင်းရေဒီယိုရဲ့နေ့စဉ်သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျွန်မကတော့ဆမ်းပါဒီနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့မင်းတပ်မျိုးပေါ်မှာမော်တော်ယာဉ်စီးကားတွေပြတ်ထန်းလိုက်ကြောင်းမင်းတပ်ပါအဖချင်းရလိုက်တဲ့သတင်းမြန်မာနိုင်ငံမှာ COVID-19 ရောဂါအတည်ပြုလို့နာဆုခနှုတ်အုပ်တွေ့ရှိတဲ့သတင်း ငပြားနဲ့ရာသီတုတ်ဝဲပုံမှုကိုဆက်လာတာကြောင့်စေဝါအကုငယ်တွေလိုအပ်နေတယ်လို့ CDF အရှိုးပြောတဲ့သတင်းနဲ့ဟာကမျိုးကရဲတပ်သားတူလက်နက်ခဲယံတွေနဲ့အတူ CDF ဟာကချအလင်းဝင်ရောက်လာစတဲ့သတင်းတွေကိုတင်ဆက်ပေးသွားပါမယ်။အခုအဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ချင်းပြည်နယ်တောင်ပိုင်းရှိမင်းတမြို့ပေါ်မှာ မော်တော်ယာဉ်မောင်းနှင်သူတွေအတွက်ယင်စည်းကမ်းတွေကိုတတ်မှတ်ပြထားလိုက်ကြောင်းမင်းတမြုပ်နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကယနေ့စွန်လ၄ရက်နေ့မှာထုတ်ပြန်ကြေညာလိုက်ပါတယ်။မြို့တွင်းယင်စည်းကမ်းလမ်းစည်းကမ်းရှေ့စီချင်တာမဖြစ်သင့်တာမဖြစ်ရအောင်ပြည်သူထိခိုက်မှုမရှိအောင်လှုံ့ဆော်တာပါလို့မင်းတမြုပ်နယ်ပါအဖာအဖွဲ့ပြောရေးဆိုခွင့်ရှိသူကိုရွမ်းမန်ကပြောပါတယ်။မင်းတမြုံမှာကုံစီမော်တော်ယာဉ်တွေအနေနဲ့ည9နာရီနောက်ပိုင်းမြုပ်တင်းဖြတ်သန်းသွားလာခြင်းနဲ့ ညအိတ်ရနာချင်းကိုခွင့်မပြုကြောင်းမင်းတပ်ပါအဖာကဇွန်လ2ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်ကြေညာလိုက်တာပါအသက်15နှစ်အောက်ကလေးသူငယ်တွေအနေနဲ့လဲမော်တော်ယဉ်မော်တော်ဆိုင်ကယ်များကိုစင်းနှင်းမောင်းနှင်ခွင့်မပြုကြောင်းမင်းတမျိုးပါအဖားကထုတ်ပြန်ပါရယ် မော်တော်ယဉ်ယဉ်ကျေးရေငယ်များမော်တော်ဆိုင်ကယ်များမောင်းနှင်သူတွေဟာမြို့တွင်းမှာတတ်မှတ်ထားတဲ့တနာယီမိုင်20နှုန်းထက်ကျော်လွန်ကမောင်းနှင်ခြင်းမပြုကြောင်းနဲ့လိုက်နာခြင်းမရှိတဲ့သူကိုယဉ်စည်းကလမ်းစည်းကနဲ့အငြိအရေးယူသွားမယ်လို့လည်းသိရပါတယ်။ကျွန်တော်မှာဘလို့ပြင့်မှုအတွက်ဘလို့ပြစ်တန်ဆိုတာတတ်မှတ်ထားတာရှိပါတယ်။ငွေတန်တင်တာငွေတန်ထောင်တန်တင်တာထောင်တန်နှစ်ခုလုံးတင်တာနှစ်ခုလုံးချမှတ်ထားပါတယ်လို့ကိုရွမ်းမန်ကပြောပါတယ်။ အဆိုပါရင်စည်းကားတွေကိုဒေသခံပြည်သူတွေအနေနဲ့အလေးအနက်ထားလိုက်နာချဖို့နဲ့လိုက်နာခြင်းမရှိပါကဂျာကာလပြည်သူအုပ်ချုပ်ရေးဥပဒေနဲ့အငြင်းအေးရွချင်းခံရမယ်လို့ထုတ်ပြန်ပါတယ်။မင်းတပ်မြုပ်နယ်ပြည်သူအုပ်ချုပ်ရေးအဖွဲ့ဟာရှစ်ခုနှစ်ဖေဖော်ဝါရီလထဲမှာလဲမြို့ဖြတ်တန်းသွားလာမယ်။ကုံစီတဲယူပို့ဆောင်တဲ့ကုန်တင်ကားမောင်းနှင်သူတွေလိုက်နာရမယ့်စီကံချက်ကိုချက်ကိုလည်းကြီးညာခဲ့ပြီးလိုက်နာဖို့တက်ကွက်သူတွေကိုအေးရွမယ်လို့ထုတ်ပြန်ခဲ့ပါတယ်။ မနေ့ပိုင်း6နာရီကနေညနေပိုင်း6နာရီအတွင်းသာမြို့တွင်းမြို့ပြင်ဖြတ်တန်းခွင့်ပြုမှဖြစ်ပြီးမြို့တွင်းရန်နာချင်းညအိတ်ရန်နာချင်းတွေခွင့်ပြုမှာမဟုတ်ကြောင်းမြို့တွင်းတပ်ပုံဗီဒီယိုများရိုက်ကိုချင်းမပြုတ်ကြောင်းဓာတ်မြင့်ပစ္စည်းများယူဆောင်ချင်းမပြုတ်ကြောင်းစတဲ့အချက်တွေလည်းပါဝင်ပါတယ်ပြီးခဲ့တဲ့2024ခုနှစ်နှစ်ကောင်ပိုင်းမှာမင်းတမျိုးကိုချင်းထွန်လှိုင်းအင်အားစုတွေကတင်ပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိမင်းတမြို့မှာပြန်လည်ထူထောင်ရေးလုပ်ငန်းတွေနဲ့ပြန်လည်နေရာချထားရေးလုပ်ငန်းတွေကိုဆောင်ရွက်လက်ရှိနေကြောင်းသိရပါတယ်ရှင်။ဆက်လက်တင်ဆက်ပေးမှာကတော့မြန်မာနိုင်ငံမှာရက်သတ္တပတ်အတွင်း COVID-19 ရောဂါအခြေပြုလို့နာစစ်ခနဦးတွေ့ရှိတယ်လို့စစ်ကောင်စီရဲ့ဂျမိုင်းဝင်ကြီးဌာနကအစွန်လ3ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ်။ ပြီးခဲ့တဲ့မေလ25ရက်နေ့ကနေဇွန်လ1ရက်နေ့အထိတခွဲနမူနာ စုစုပေါင်း1988ခုကိုစစ်ဆေးခဲ့ရမှာ COVID-19 ရောဂါအတည်ပြုလုံလား18ခုတွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်။အဆိုပါ COVID-19 ရောဂါပိုးတွေ့ရှိမှုရာဂိုင်းနှုန်းမှာ3.96ရာဂိုင်းနှုန်းဖြစ်ပြီးကျင်းနာလုံလားအထူးကျမှတ်ကုသမှုပေးရတဲ့လုံလားနဲ့ COVID-19 ရောဂါကြောင့်အသေးဆုံးတဲ့လုံလားမရှိသေးကြောင်းဖော်ပြပါရစေ။ ကိုဗစ် -19 ရောဂါပိုးတွေ့ရှိသူ16ဦးဟာရန်ကုန်တိုင်းဒေသကြီးလိုင်းကမာရွက်မရန်ကုန်အလုံးရှိကြီးသာ ပူတထောင် စိတ်ကြီးခနောင်တိုးပဇွန်တောင်ပပေတန်းတေကျွန်း လိုင်းသားရနဲ့တကုံမြို့သစ်မြောက်ပိုင်းတို့မှာတွေ့ရှိခဲ့ခြင်းဖြစ်တယ်လို့စစ်ကောင်စီဂျမားယဝင်ကြီးဌာနကထုတ်ပြန်ထားပါတယ်ရှင်ဆက်လက်တင်ဆက်ပေးမှာကတော့အရှုချင်းကွယ်တက် CDF အရှုထိန်းချုပ်နေမြေမှာ နှစ်လအတွင်းညှက်ဖြားတဲ့ရာသီတုပ်ဝဲယောဂါတွေဖြစ်ပွားနေပြီးရဲဘော်တွေအပါအဝင်ဒေသခံပြည်သူတရားဝင်ချင်းကူဆက်မှုရှိခဲ့တယ်လို့သိရပါရီမိုးဥကာလရောက်လာပြီဖြစ်တဲ့အတွက်ရဲဘော်တွေသာမက CDF အရှူစစ်စင်ရေလှုပ်ရှားရနေမြေဒေသမှာရှိတဲ့ပြည်သူတွေမှလည်းရာသီတုပ်ဝဲနဲ့ညှက်ဖြားယောဂါတွေပုံမဖြစ်ပွားလာပြီးစေဝအကူငယ်များတောင်းခံကြောင်း CDF အရှူကပြောပါရီအထူးကားကရှေ့တန်းရေဘော်တွေအဖြစ်များပါတယ်ရှေ့တန်းစစ်စင်ရင်းနေမြန်မာနေတဲ့ရေဘော်တွေဖြစ်တဲ့ ဖြစ်လို့ရှိရင်လည်းစခန်းတွေကိုပို့ရတယ်ပို့တော့လည်းအရသာပြည်သူတွေနဲ့ဆက်စပ်မှုရှိတယ်ဆိုတော့ရဲဘော်တွေစီကပဲအရသာစီကိုကူးတယ်လို့ပြောရမယ်တောထဲမှာနေထိုင်တာဖြစ်လို့ချိန်ခိုက်တာကိုမကာကွယ်နိုင်တာကနေဖြစ်တာပါပြီးခဲ့တဲ့နှစ်ကအရသာပြည်သူမဖြစ်တဲ့လောက်ကိုရှားပါတယ်မစစ်မိတာပါချင်းပါမှာပေါ့ ဒီနှစ်ကတေချာစစ်ကြတယ်အထူးသဖြင့်ကျွန်တော်တို့ရဲ့ရဲဘော်တွေကိုပဲတစ်နှစ်ထဲနှစ်ခါဖြစ်တာတစ်လထဲနဲ့နှစ်ခါသုံးခါဖြစ်တာအဲ့လိုတွေရှိတယ်လို့ CDF ရှုမှတာဝန်ရှိသူစလိုင်းရိုချင်းကပြောပါတယ်ချီခုနဲ့အပြေလာနဲ့မိလာမှအရက်သားပီသူတွေနဲ့စီဒီဖက်ရှိုးရဲဘော်တို့ဟာရာသီတုတ်ခွေးနဲ့ငှက်ပြားယောဂအရောက်တရာဝင်ခြင်းဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့မိလာတရက်အတွင်းမှာပင်စီဒီဖက်ရှိုးရဲဘော်20ကျော်နဲ့ဒေသခံပီသူ10ယောက်ခန့်ဟာ ငှက်ဖျားယောဂါဖြစ်ပွားခဲ့ပြီးအထူးအဖြစ်ရဲဘော်တွေမှာဖြစ်ပွားနေခြင်းဖြစ်တယ်လို့လည်းသိရပါတယ်ငှပြားယောဂဖြစ်ပွားမှုမှာရှင်းနှစ်အရွယ်ကလေးငယ်တူအပါဝင်ပြီးအသက်အရွယ်ဆုံးမှာဖြစ်ပွားကြောင်းနဲ့တချို့လူနာတွေမှာဥနောက်ထိငှပြားယောဂပိုးတွေဝင်ရောက်မှုတွေရှိနေကြောင်းသိရပါတယ်။ငှပြားဆေးဝါးမှာလည်းအလွယ်တကူဝယ်ယူလို့မရတာကြောင့်ရှားနိုင်တဲ့နီလန်ပေါင်းစုံနဲ့ဝယ်ယူကကုသနေရကြောင်း အထိုင်စေခန်းတစ်ခုမဘာစေခန်းတစ်ခုနဲ့ကုသပေးနေပေမဲ့စေဝါကုသမှုမှာလုံလောက်မှုမရှိကြောင်းသိရပါတယ်ဒီကုသမှုက လုံလောက်မှုတော့မရှိနိုင်ပါဘူးကျွန်တော်တို့ကိုယ်တိုင်လည်းအကုန်လုံးကိုမဖြန့်ချနိုင်တာလည်းပါတယ်စေဝါရရှိမှုခက်ခဲတာရဲ့ဝယ်လို့ရတဲ့စေဝါကြတော့လေတည်ရတာခက်ခဲတာရဲ့ဝယ်ရခက်ခဲတာရဲ့လမ်းကြောင်းခက်ခဲတာရဲ့ပေါ့ကျွန်တော်တို့ကလည်းရံပုံဝယ်အခက်ခဲတွေကြောင့်များများတူလောင်မထားနိုင်ဘူးဒီလိုစိန်ခေါ်မှုတွေတော့ရှိတယ်လို့ CDF အရှုမှတာဝန်ရှိသူစလိုင်းရိုချင်းကပြောပါရီပြီးခဲ့တဲ့2024ခုနှစ်က CDF ရှုတက်မှငှက်ဖြားယောဂဖြစ်ပွားမှုဟာစေဦးဝင်းချင်းခန့်သာရှိပေမဲ့လည်းဒီနှစ်2025မိုးဦးကလာမှပင်ရဲဘော်20ကျော်အထိမြင့်တက်လာခဲ့တာပါ2024ခုနှစ်နဲ့2025ခုနှစ်အတွင်းမှာ စစ်စင်ရေလှောက်ရှားမှုနည်းမြင့်အတွင်းဒေသခံပြည်သူတွေကိုအကြမ်းမိုက်ဆောင်ရှောက်မှုတွေပုံမပြုတ်လောက်ပေးနိုင်တာကြောင့်စေဝါလိုအပ်ချက်မှလည်းပုံမများပြားလာတယ်လို့သိရပါတယ်ရှေဘော်တွေတာမကပဲကလေးငယ်တက်ကြီးရွယ်ဦးနဲ့ကိုဝင်းဆောင်အမျိုးသမီးတွေကိုလည်းစေဝါကုသပေးနေရတာကြောင့် ကိုဝင်ဆောင်မိခင်ကလေးငယ်နဲ့ပတ်သက်တဲ့စေဝါတွေဒေသခံတွေအတွက်သားဆက်ခြားပစ္စည်းနဲ့စေဝါတွေပါလိုအပ်ချက်တွေရှိနေကြောင်းပြည်ရင်းပြည်ပပြည်သူတွေအနေနဲ့ပူးပေါင်းပါဝင်ပံ့ပိုးပေးကြဖို့ CDF ရှိုကတိုက်တွန်းထားပါတယ်ရှင်အခုနောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ချင်းပြည်နယ်ဟာခါမြို့ပေါ်ရှိစကောက်စီလက်အောက်ခံရဲတပ်သားတို့ဟာ မေလ31ရက်နေ့ကလက်နက်ခင်းရနှွေနဲ့အတူအလင်းဝင်ရောက်လာတယ်လို့စီရဖာခါကထုတ်ပြန်လိုက်ပါရီစစ်ကောင်စီကိုစန့်ခြင်းကပြည်သူတော်လှန်ရေးမှာလာရောက်ပူပေါင်းတဲ့အစိုးရရဲတပ်သားကိုနှွေနှွေထွေထွေကြိုဆိုပြီးငွေသားစုကြီးတွေချင်းမြင့်ပေးတဲ့အပြင်လုံခြုံတဲ့နေရာရောက်တဲ့အထိတာဝန်ယူဆောင်ရွက်ပေးသွားမယ်လို့စီရဖာခါကထုတ်ပြန်လိုက်တာပါ စစ်ကောင်စီလက်အောက်မှာတာဝန်ထမ်းဆောင်လူချင်းမရှိတော့ဘဲပြည်သူရင်ခွင်မှာဖက်ချောင်းချင်သူတွေကိုလည်းအငြင်းမ်းကြိုဆိုတဲ့အပြင်လုံခြုံတဲ့နေရာရောက်တဲ့အထိတာဝန်ယူပေးသွားမှာဖြစ်တဲ့အကြောင်းကို CDF ကကအတည်ပြုထားပါရယ်။ပြီးခဲ့တဲ့မေလ16ရက်နေ့ကလည်းဟာခါမြို့ပေါ်မှာတာဝန်ကျတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်3ဦးဟာ CDF ကထံလက်နက်ခဲယမ်းတွေနဲ့အတူအလင်းဝင်ရောက်လာခဲ့ပြီးဖြစ်ပါရယ်ရှင်။ ဟုတ်ကဲ့ပါအခုလိုနားတို့ရဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါရယ်ခွန်နုံတုံချင်းရေဒီယိုအစီအစဉ်ကနေဒီမှာပဲနှုတ်ခွန်းဆက်သလိုက်ပါရယ်အားလုံးကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေရှင်